ခုခိုင်တွင် TNLA ရဲတပ်ဖွဲ့က PDF တပ်ဖွဲ့ဝင်များထံမှလက်နက်ခဲယမ်းများအပါအဝင်မြန်မာကျပ်သိန်း1000ကျော်နှင့် Stalin ဆက်များသိမ်းယူပြီးခဲ့သည့်မလ16ရက်နေ့နေ့အချိန်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းခုခိုင်တွင် TNLA ရဲတပ်ဖွဲ့က PDF တပ်ဖွဲ့ဝင်များထံမှလက်နက်ခဲယမ်းများအပါအဝင်သိန်း1000ကျော်နှင့်ဆက်သွယ်ရေးပစ္စည်း Stalin ဆက်များသိမ်းယူသွားကြောင်းသိရှိရပါသည် ပြီးခဲ့တဲ့မတ်၁၆ရက်နေ့ညနေအချိန်စကိုင်းဘက်ကတက်လာတဲ့ PDF တပ်ဖွဲ့ဝင်ရဲ့ပေါ်၁၀ရောက်ခုတ်ခိုင်မျိုးရက်ွက်၈မှာရှိတဲ့အောင်ချမ်းသာစားတောက်ဆိုင်မှာဝင်လာနေချိန် TNLE ရဲစခန်းကဘိုးအောင်စိုးဦးတို့ဖွဲ့ရောက်လာပြီး PDF ရဲဘော်များပါလာတဲ့လက်နက်ခဲယမ်းများမြန်မာကျပ်ငွေ3080စတားလင်းဆက်တခုနဲ့မီနီပတ်တခုသိမ်းယူထားတဲ့သူတို့ရဲစခန်းကိုခေါ်သွားပြီးစစ်စစ်မြန်မြန်ပြီး PDF တပ်ဖွဲ့ဝင်အားလုံးကိုပြန်လွတ်ပေးလိုက်ပြီလို့သိရပါတယ်ဟုရှမ်းမြောက်စစ်ရေးတရင်ရင်းမြစ်တစ်ခုက နေပြောဆိုလာပါသည် စကိုင်းဘက်က PDF ရဲဘော်တွေပါလာတဲ့လက်နက်များငွေနဲ့ဆက်သွယ်ရေးဆက်တွေကအာနာသိန်းစကားစကို တော်လံဖို့ပြည်သူတွေကပေးလူထားတာလို့သိရတယ်ဒါကို TNAE ရဲတပ်ဖွဲ့တွေကပြန်ဖမ်းယူတယ်ဆိုတော့တိတ်တော့မဟုတ်သေးဘူးပြန်လွတ်ပေးတဲ့အချိန်မှာ PDF ရဲဘော်တွေကင်ဆောင်ထားတဲ့လက်နက်တချို့စီးနေလာတဲ့ကားနှစ်စီးနဲ့အတူ သိန်း90တော့ပြန်ပေးလိုက်တယ်။ကျန်တဲ့သိန်းတစ်ထောင်ကျော်လက်နဲ့တချို့နဲ့ဆက်သွယ်ပစ္စည်းများကိုသူတို့ DNA ဘက်ကသိမ်းယူလိုက်တယ်ကြားပါတယ်ဟု အထက်ပါသတင်းရင်းမြစ်ကပြောဆိုထားသည့်ကုတ်ခိုင်မျိုးရှိ KIA အစိုးရ၏ဆက်ဆံရေးယုံနှင့်ဒေတာကာကွယ်ရေးယုံနှစ်ခုကို ပြီးခဲ့သည့်မတ်လတွင် DNA တပ်ဖွဲ့မှမတရားဝင် ရောက်သိမ်းယူပြီး KIA တပ်ဖွဲ့ဝင်20ဦးကိုရိုက်နှက်ကာကုတ်ခိုင်မျိုးစီပင် အမိုက်တင်ကားဖြင့်ရှုခင်းတာကုန်သည့် နှင်ထုတ်ခဲ့ပြီးနောက်ကုတ်ခိုင်မြို့တွင် NNDAA နှင့် TNAA တပ်ဖွဲ့ဝင်များကသာစစ်ဝတ်ဆောင်လက်နက်ခဲယမ်းများဖြင့်တွေ့ရတော့ကြောင်းကုတ်ခိုင်ဒေသခံတဦးထံမှသိရှိရပါသည်အလားတူကုတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးယုံကို TNAA မှမတရားဝင်သိမ်းပိုက်ခဲ့သည့်မက်ခွန်2025ညနေပိုင်းတွင်ကုတ်ခိုင်မျိုးတို့ဝင်လာသည့် PDF တပ်ဖွဲ့ဝင်တအူးကိုလည်းတိုးဂိတ်တွင်ဖမ်းဆီးကာရဲစခန်းတွင်တပတ်ကြာချုပ်နှောင်ထားပြီး ငွေ2သိန်းပေးဆောင်ခိုင်းကမတ်လ14 2025ရက်နေ့တွင် ပြန်လည်လုပ်ပေးခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်အရာရှိတဦးထံမှသိရှိရပါသည်ယခုရက်ပိုင်းတွင်စစ်ကောင်စီကတော်လန်နေသည့်အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများကုတ်ခိုင်မျိုးတွင်တွာလာလှုပ်ရှားမှုရှိမရှိ DNA တပ်ဖွဲ့များအထူးစုံစမ်းစောင့်ကြည့်ကလိုက်လံစစ်ဆေးနေကြောင်းဒေသခံများကပြောဆိုနေကြပါသည်